။ဘာကြောင့်ရေမွာရေများရတာလဲ။ရေမွာရေက2000 cc ရေတန့်ဘူးကြီးနှစ်ပလင်းထက်ပိုလို့ရှင်ရေမွာရေများတယ်လို့ခေါ်ပါတယ်။ဘာကြောင့်ရေမွာရေများရတယ်လဲဆိုလို့ရှင်အမွာဘူးကလေးရှိချင်းကလေးမှာအစာရေမျိုးပြွန်ကျင်းနေချင်းဥကောက်ခုံမဖွင့်ဖြိုးချင်းကြောယိုကွဲချင်းတရေသားတည်ဆုံချင်းအချင်းခွတ်ချို့ရင်ချင်းမိခင်တွင်စီးကျူယောဂရှိချင်း ီလိုမျိုးလက္ခဏာတွေရှိမယ်ဆိုလို့ရှိရင်ရေမွာကြီးများတာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်အဆယူမယ်ဆိုကြတဲ့ကဆံအောင်တဲ့တိချာတိုင်ပင်ပြီးတော့ယောဂအခန်းနေရှိမယ်ဆိုရင် ကုထားပေးပါယောဂအခန်းနေမရှိဘူးဆိုလို့ရှိရင်လည်းလိုအပ်တဲ့စီဝါးတွေကြိုတင်ပြီးတော့တောက်ရမှာဖြစ်ပါတယ်။ folic acid ကိုတရက်ကိုတစ်လုံးပုံမှန်ထမင်းစားပြီးတောက်ပါ။နောက်ကိုယ်ဆောင်ချိန်မှာလည်းဆံဝင်ရဲ့ဆောက်ရှောက်မှုကို ပုံမှန်လေးပြတ်သားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်။ ရေမွေများတာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။အဲမူလေးစီမှာကုန်ဆောင်ကျန်းမာရေးဖြည့်စွက်စာနှုတ်မဟုတ်အဟာရကုလမကုန်ဆောင်နှုတ်မဟုတ်ကိုလည်းမာယူလို့ရတယ်။ထိုင်းမလေးစင်ကာပူအကုန်ပို့တယ်နော်။ထိုင်းဆိုလို့ရှိရင်တော့ငွေကြိုရှင်းရမှာတယ်။မြန်မာနိုင်ငံဆိုရင်အယောင်ငွေချေပို့ပေးပါတယ်ရှင်။တိချင်တာရှင်ကွန်မမမေးသွားပေးပါကျေးဇူးတင်ပါတယ်ရှင်။